ားလုံးပဲမင်္ဂလာပါခင်ဗျာယနေ့မှာတော့မြန်မာနိုင်ငံမှာတဆူသေးတာရှိပြီးတော့ယခုမြို့နယ်ယခုရောင်မှာပဲတည်ရှိတဲ့ကိုရိုပြောက်ဖရားနဲ့လက်တော်ရဖရားကိုတွားရဖူးမြို့မှာပဲဖြစ်ပါတယ်ခင်ဗျာယခုဖရားကဆိုလို့ရှိရင်တော့ကျွန်တော်တို့မုံရွာအမြင့်ကားလမ်းမပေးမှာရှိတယ်ကျွန်တော်တို့တော်ချောင်းလေးကြေးရွာမှာတည်ရှိတာပဲဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံအနှံ့မှာမြတ်ဗုဒ္ဓရဲ့ခြေတော်ရာဖရာများကိုများစွာထုလုပ်ပူဇော်ကြပေမဲ့လည်းကျွန်တော်တို့လက်တော်ရာဖရာကိုတော့ကျွန်တော်တို့ချောင်းမြို့နယ်မာဇလင်အများဆုံးတွေ့ရတာဖြစ်ပါတယ်ခင်ဗျာ ယခုမြင်တွေ့နေရတော့ကျွန်တော်တို့လက်တော်ရာအကြောင်းနိုင်ပဲဖြစ်ပါတယ်ခင်ဗျာယခုဆိုလို့ရှိရင်တော့ဒါကတော့ကျွန်တော်လက်တော်ရာဖရာနဲ့ကိုတော်ပြောက်ဖရာရဲ့ကျွန်တော်တို့ဖရာပရဝံအတွင်းမှာရှိရဲ့စောင်းနှန်းနေပဲဖြစ်ပါတယ်အခုလက်တော်ရဖရာရဲ့တမန်ရဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကုတန်ဖရာရဲ့ညက်ရိုးတော်ကောနာကုံဖရာရှင်ရင်အုပ်တော်ကတ္တပဖရာရှင်ဤနှစ်ဖူးတော်နဲ့လေချောင်းတော်တို့ကိုဌာပနာထားတယ်လို့သိရပါတယ်ခင်ဗျာ။ ခုလက်တော်ရဖရာကိုဝင်ရောက်ဖူးမြော်มาပဲဖြစ်ပါတယ်အဝင်ရောက်มาတော့ကျွန်တော်တို့ဘောနော်အနဂါဘောနော်နဂါနှစ်ကောင်ရှိပါတယ်ခင်ဗျာနဂါစာကျွေရနဲ့နဂါရေတိုက်တာမျိုးလို့ကျွန်တော်တို့ပြုလုပ်ထားတာရှိပါတယ်ဒါတော့ကျွန်တော်တို့မနေ့ကဖရာပွဲနေ့မှာပြုလုပ်ထားတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကတော့ဝါဆိုလာပြင်းနေ့မှာတွားရောက်ဖူးမြော်ခဲ့တာဖြစ်ပါတယ်ယခုမြင်တွေ့နေရတာတော့ကျွန်တော်တို့လက်တော်ရဖရာရဲ့လက်တော်ရဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့လူတိုင်းကိုတော့ဘောနော်ဖူးမြော်ခွင့်မပေးပါဘူးဘာလို့လဲဆိုလို့ရှင်တော့ကျွန်တော်တို့ဒီ ဒီမြတ်စွာဘုရားရဲ့ဗောနော်ဒီလက်တော်ရာကဲအောင်ရာဒီကနကုလိတိုက်ကိုတော့ကျွန်တော်တို့တော့ခတ်ထားတာဖြစ်ပါတယ်ကျွန်တော်တို့ဝင်ရောက်ဖူးမြော်มาဖြစ်တဲ့အတွက်ခွင်တောင်းပြီးတော့ကောပါကာကနေပြီးတော့ကျွန်တော်တို့ဖွင့်ပြီးတော့ဖူးမြော်ခဲ့ရတာပဲဖြစ်ပါတယ်ခင်ဗျာဘုရားပဒဝံကလည်းကျွန်တော်တို့အရန်ရန်ကိုခြင်ဝန်ပါတယ် ကိုရောပျောက်ဖရားနဲ့လက်တော်ရဖရားတို့ရဲ့ဝိသေသထူခြားချက်28ချက်ကိုတမန်အချင်းစာအုပ်တွေမှာလည်းဖော်ပြထားတာရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံအတွင်းမှာတစုတည်းသာပေါ်ပေါက်ပါတယ်ကိုရမဖရားရှင်ကိုရောတိုင်းကြွချီပူဇော်ခဲ့ပါတယ်ကကုတံဖရားရဲ့ညက်ရိုးတော်ကောနာဂုံဖရားရဲ့ရှင်အုပ်တော်ကတ္တပဖရားရဲ့နှစ်ဖူးတော်လေချောင်းတော်နဲ့ကိုရမဖရားရဲ့လက်ရယုံတော်များဌာပနာပူဇော်ထားတဲ့ဓာတုစီတီဖြစ်ပါတယ်ခင်ဗျာ ယခုမြင်တွေ့နေရတဲ့တမိုင်းဝင်ထင်ရှားလက်တော်ရဖရာရဲ့ဘုရားပူဇင်းညပွဲတော်ကိုတော့ကျွန်တော်တို့နှစ်စဉ်ဝါဇူလာဇန်၁၄ရက်နေ့မှာကျင်းပပါဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကတော့၁၅ရက်နေ့မှာတွားရောက်ဖူးမြော်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ အဲ့တော့ရဖျားကိုလာရဖူးမြော်ရှင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မုံရအမြင့်ကားလမ်းပေးမှာရှိတယ်ကျွန်တော်တို့တော်ချောင်းလေးကြီးရမှာလာရဖူးမြော်နိုင်တာဖြစ်ပါတယ်ခင်ဗျာဖျားပရဝံတွင်မှာကျွန်တော်သဘောကျတဲ့နေရာလေးရတော့ယခုနေရာလေးကိုပို့ပြီးသဘောကျပါတယ်ဒီရေအိုးလေးတွေကကျွန်တော်တို့လက်တော်ရဖျားမှာရှိတဲ့ရေအိုးစင်တွေကနေပြီးတော့ဗောနော